ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ဝေစိတ်ဝင်စားကြရတော့ကောင်းပါပေါ့။ဟိုဒါတမရိုသားတွေကတမရိုတထင်းတယောက်ကပေါ့နော်။အဲတမရိုမှာဟိုဒီလိုတချို့တော့ပေါ့နော်ဒီလိုပြောလိုက်ရင်တမရိုမှာကအဲဒီလိုတထင်းမျိုးကိုကျွန်တော်တခါမှမတွေ့ဘူးခဲ့လို့။ဒါကကျွန်တော်အရှိတရားကိုပြောတာမတွေ့ဘူးခဲ့လို့ မတွေ့ဘူးခဲ့တဲ့အတွက်ကျွန်တော်ကတက်မတော်သားကြီးဆိုရင်သူတို့ကျွန်တော်မချစ်ရင်နေကျွန်တော်ကတက်မတော်သားတိုင်းကိုချစ်ခွင့်ရရင်ကျေနပ်နေတယ်ခေါင်းလို့ပြောပြီးသားနော်တက်မတော်သားကြီးကျွန်တော်ကိုချစ်ဖို့မလိုပါဘူးတက်မတော်မိသားစုကြီးကျွန်တော်ကိုချစ်ဖို့မလိုဘူးကျွန်တော်ကတက်မတော်သားနဲ့တက်မတော်သားမိသားစုကို ချစ်ခွင့်ရနေကျေနပ်နေတဲ့ကောင်ကျွန်တော်တခုပြောပြမယ်အခြေခံစစ်တီမိသားစုကိုအခြေခံစစ်တီတက်မတော်ရဲ့မိသားစုပေါ့ဒီတက်ထင်းဆိုတော့လေသူလည်းအခြားဆင်ပဲနေမှာပါเนาะသူကိုလန်ချက်ပဲကျွန်တော်တွေ့ရတာဆိုတော့လေအခြေခံစစ်တီမိသားစုကိုချစ်ရတယ်ဆိုတာဘာကြောင့်လဲပေါ့เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ကကျွန်တော်ငငယ်တုန်းက ကျွန်တော်ဒါမျိုးဒါပြောပြတာပေါ့နော်ဒီနေ့ကနည်းနည်းတော့စိတ်ဝင်စရာစရာကောင်းမယ်ဒီတထင်းဒီတထင်းပေါ့နော်ကိုထင်းအမ်ပီဆိုတဲ့ကိုညီလောက်ပဲဖြစ်မှာပါနော်ဟိုပြောပြချင်တာတက်မတော်မှာအဲဒီလိုမျိုးတက်ထင်းပေါ့နော်တက်ထင်းဆိုတော့သူနဲ့ကျွန်တော်နဲ့လည်းဟိုဟာမဖြစ်ဘူးသူ့ဟိုတော့ကျွန်တော် line ပေါ်နေပေါ်မှာတော့သူပြောတာဆိုရတယ်တွေ့တော့ ကျွန်တော်အသေးလေးပါတွေပေးဘူးလေကျွန်တော်တို့တက်မတော်နဲ့ပတ်သက်ရင်အကြောင်းအရာအချက်လက်ကဘောနော်ဘလို့အကြောင်းမျိုးနဲ့သူကျွန်တော်ပြောတယ်ကျွန်တော်တက်မတော်ပေါ်မှာဘလို့စီနာထားတယ်ကျွန်တော်ကပြောပြီးသားတက်မတော်သားတွေကျွန်တော်ကိုကြိုက်တဲ့လောက်မုန်းအခုကျွန်တော်ပြောမှာကလည်းသူ့ကို အပြစ်ပြောတာမဟုတ်ဘူးကျွန်တော်ကအပြုသဘောနဲ့ပြောမှာအပြုသဘောနဲ့ပြောမှာအဲ့ဒါမနေ့ကတော့ကကျွန်တော်ရဲ့တစ်တော့အကောင့်က ဘန်းခံလိုက်ရလို့နော်ဘန်းခံလိုက်ရတော့အမှကျွန်တော်ရဲ့ခေမားနဲ့အဲမန်နီမာနည်းနည်းပြဿနာတက်ပုံပေါ်တယ်ပေါ့နော်ဒါသူ့ကိုတော့ကျွန်တော်အပြစ်ပြောမလို့သူကတော့ကျွန်တော်ကိုတော်တော်လေးကို ပြောတာရှိတယ်ပေါ့နော်အဲတိတ်ပြဿနာမရှိပါဘူးနော်အဲပြဿနာမရှိဘူးပြဿနာမရှိဘူးဆိုတော့သူ့ရဲ့ဗီဒီယိုဖိုင်လေးလည်းကျွန်တော်ဒေါင်းဒေါင်းထားတယ်သူဒီနိုင်ငံနဲ့လူမျိုးနဲ့သူရဲ့ခံယူချက်နဲ့သူတက်မတော်တဲ့ဝင်လာတာဖြစ်တဲ့အတွက် နော်သူ့ကိုကျွန်တော်အပြစ်မပြောလို့ဒါပေမဲ့ကျွန်တော်ရှင်းပြရမယ်အနေထားကတော့ရှိလာတယ်ပေါ့နော်ဒီတက်မတော်အတိုင်းဝိုင်းထဲမှာလည်းအဲတက်မတော်တက်ထင်းဆိုတာခင်ဗျာနည်းနည်းနော်နော်လူမဟုတ်ဘူးဗျနော်တက်မတော်တက်ထင်းဆိုတာကစစ်တီစစ်သားတွေရဲ့နော်စီကံမဲ့ခြင်းစီကံပြက်ခြင်းစီကံရှိခြင်းအပေါ်မှာဆုံးဖြတ်ရတဲ့တက်ထင်းတွေပေါ့အဲ့ဒီလိုတက်ထင်းမျိုးကအပြင်ကနော်ပြည်သူလူထုလိုလူမျိုးတွေကျွန်တော်တို့လို့ တက်မတော်ကိုချစ်တဲ့လူမျိုးကျွန်တော်ကပြောတာကတက်မတော်သားနဲ့တက်မတော်သားမိသားစုတွေကိုကျွန်တော်ချစ်တယ်နော်အဲ့ဒီချစ်တဲ့အပေါ်မှာကျွန်တော်ကိုပြန်မချစ်လဲကျွန်တော်ကချစ်တယ်အခုကျွန်တော်စပြောတော့မယ်9မိနစ်နဲ့20စက္ကန့်ရှိသွားပြီ तू อ่ะဗျာနော်တက်မတော်တက်ထင်းတယောက်အနေနဲ့ तू တစ်တော့ကစားတယ်တစ်တော့ကစားတယ်ဒါကတော့စစ် ဒီတက်မတော်အတိုင်းဝိုင်းမှာအားလုံးကကစားကြတာပဲနော်ဟိုကောင်မလေးလည်းကစားတယ်ကောင်လေးလည်းကစားတယ်စစ်သားတွေအများကြီးကစားကြတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ तू ကဘာဖြစ်လာလဲဆိုတော့တက်မတော်တက်ထင်းထဲမှာတော့ကျွန်တော်အမှန်တိုင်းပြောတာသူတယောက်ပဲတစ်တော့ကစားတာကျွန်တော်တွေ့ဘူးတယ်ဒါအမှန်ပြောတာအဲ့ तू ပြောတာဆိုတာလေကောင်လို့သူ့ကိုကျွန်တော်လိုက်ပြီးပါပြေးဘူးတယ်ကိုစစ်သားမလို့နော်ကိုစစ်သားမလို့ပြေးဘူးတယ်ကျွန်တော်က ူအကောင့်အမြဲကြည့်နေတဲ့လူမဟုတ်ဘူးဗျာနော်သူကတမတော်တက်ထင်းကသူ့နာမည်ကဒီမှာကိုထင်းနဲ့ MB တဲ့သူ့ရဲ့တက်တော်အကောင့်နာမည်ကကိုထင်း MB ပေါ့နော်ကိုထင်း MB ပေါ့အဲသူကအာကာအောင်နဲ့နော်သူရေးထားတာ ARKR AUNG ကောက်အောင်6413နဲ့နော်တမတော်တက်ထင်းပေါ့သူကစေယုံထဲကတက်ထင်းလို့တော့ ူပါဇက်ကဟိုကပြောထားတဲ့ဗီဒီယိုဖိုင်တွေရှိတယ်เนาะအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ကသူ့ကိုဘယ်တော့မှသွားမန့်တာလည်းမရှိဘူးတိုက်ခိုက်တာလည်းမရှိဘူးကိုယ့်ရဲ့တက်မတော်သားဝင်ထဲမှာမှတက်မတော်တက်ထင်းဖြစ်တဲ့အတွက်ဘာမှမပြောဘူးအဲ့ဒီမှာမနေတော့ဘူးကเนาะတော်တက်မတော်တက်ထင်းဆိုတော့ ဟိုကျွန်တော်တို့ရဲ့တက်မတော်ကိုထိန်းသိမ်းထားတဲ့သူအဆင့်လည်းကျွန်တော်မသိဘူးမသိတော့ကြောင့် तू ကဘာပြောလဲဆိုတော့ကျွန်တော်ရဲ့ကွန်မန့်နေတိုင်းကို तू သွားပြန်တယ် तू နဲ့ကျွန်တော်နဲ့က तू လဲစစ်သားနော်ကျွန်တော်လည်းတက်မတော်သားကိုချစ်တယ်လူဒီလောက်ပဲကျွန်တော်ပြောပြမယ်အဲ့အချိန်မှာ तू ကဘာပြောလဲဆိုတော့ तू အောက်မှာသွားမတ်တဲ့လူတွေကကျွန်တော်လည်းမဟုတ်ဘူးကျွန်တော်မိမလည်းမဟုတ်ဘူး ကျွန်တော်ခင်မာလည်းမဟုတ်ဖ ೇನೆ तू อ่ะမန့်နေကိုတောင်းလျှောက် तू อ่ะပြန်နေเนาะပြန်ပြီးတော့ तू อ่ะဘာပြောလဲဆိုတော့ तू ဘာ तू မန့်သွားကြီးကြတဲ့လူတွေဗျာတကယ်ယဉ်ကျေးတဲ့ညီလေးတော်ကိုတတ်ထင်းဆိုတဲ့ညီလေးမင်းကိုကိုစိတ်မဆိုးဘူးမင်းကိုစိတ်ဆိုးလို့ပြောနေတာမဟုတ်ဘူးမင်းငါ့ကိုချစ်ဖို့မလိုဘူးငါမင်းကိုချစ်ဖို့ပဲလိုတယ်အဓိကဒါပေမဲ့မင်းရဲ့ post တွေတိုင်းမှာမင်းငါ့ကိုအရန်စော်ကားခဲ့တာတွေရှိတယ်အဲ့ဒါတွေကိုလည်း ငါကအကြီးဖြစ်တဲ့အတွက်တဘောတာကြီးစွာနဲ့ငါမင်းကိုခွင့်လွှတ်တယ်။ဒါပေမဲ့လူသိရှင်ကြတော့တခုတော့ပြောရမယ်။ဘာလို့လဲဆိုတော့မင်းကလူသိရှင်ကြပြောခဲ့တာက YouTube မှာတက်သွားပြီ။မင်းကငါ့ကိုဇော်ပွင့်ရုပ်ထဲခဲ့တာတို့ဒဲပိုက်တာတို့ MP တက်ထိန်တို့ဘာလို့ဆိုတာရောက်သွားပြီ။ YouTube မှာရောက်သွားပြီမင်းအဲ့လိုမျိုးပြောတာတွေပေါ့နော်။အဲ့တော့ကျတော့ဟိုပြောကြရဖြစ်တာပေါ့နော်။ဘလို့ကော အကောင်းပြီကောင်းပြီအကိုဖုံးပြန်ဆက်ပေးမယ်လိုက်လွင့်နေလို့တနားရီလောက်ပဲကြာမယ်နော်ဟုတ်ကဲ့ပါအဲ့တော့ကြတော့ဒီတထင်းကြီးလေးနဲ့ကျွန်တော်နဲ့ကြီးကြီးလိုက်နော်ဒီတထင်းကြီးလေးကိုကျွန်တော်စားတိုက်ခိုက်ဘူးလားစစ်သားဗျာကျွန်တော်ဘလို့တိုက်ခိုက်မှာတော့ကျွန်တော်ချစ်ရတဲ့အခြေခံစစ်သည်စစ်သားမိသားစုလေးဒါပေမဲ့ဒီကောင်ကျွန်တော်ပုံမှာပြောရခဲ့တယ်ပေါ့နော် ဒီကောင်လို့ပြောတာလေ तू อ่ะကျွန်တော်ညီလိုပါပဲငဲတယ်ကျွန်တော်တက်အများငဲမှာပါအဲ့တော့じゃတော့ तू อ่ะနော် तू အောက်မှာလာမန်းနဲ့မန်းနိုင်မန်းနိုင်မှာလာမန်းနဲ့လူကဇိုးဘုံရင်ကဖြုတ်လို့ရတယ်ပြက်လို့ရတယ်ဆိုတော့ကျွန်တော်ကအပြင်ကအရက်သားလေအရက်သားကျွန်တော်အရက်သားတယောက်ကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားကိုကျွန်တော်ဘယ်လိုဖြုတ်လို့ရမှာလဲ ။ तू ကတတ်ထိန်တော်တက်မတော်တတ်ထိန်။စေယုံနေရလို့ तू ပြောထားတဲ့ဒီမှာဖိုင်နေရှိတယ်။အဲ့လိုတတ်ထိန်မျိုးကျွန်တော်ကပြောလို့ရအောင်ကျွန်တော်ကဘာကောင်းမလို့လဲ။ဟုတ်လား။နော်။ပါစင်နေရပါစင်နေကိုယ့်ရဲ့တာဝန်ရတာဝန်ရှိကြတာပဲ။ကျွန်တော်ကအခြေခံစစ်တီမိသားစုပေါ်မှာဘယ်စစ်သားနဲ့ဘယ်စစ်သားမိသားစုပေါ်မှာကျွန်တော်ကရက်ဆက်ခဲ့ဘူးလို့လဲ။ तू စပြောတာကပြီးတော့ तू ကအဲ तू ရဲ့အောက်မှာပြန် ဇော်ဘုံရေးကဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြန်နေမှန်နေရကျွန်တော်တို့လည်းမဟုတ်ဘူးကျွန်တော်မိမကတိတော်လည်းမသုံးဘူးကျွန်တော်မိမကိုသူဘာပြောလိုက်တာလဲဆိုတော့ဇော်ဘုံရေးမိမဖာခံပြီးတော့ပေးထားတဲ့လာစာယူထားတာမဟုတ်ဘူးတဲ့ဒါဆိုရင်တမတော်တက်ထင်းတယောက်အနေနဲ့စီယုံထဲမှာတယောက်အနေနဲ့ကသူစဉ်းစားရမှာကသူတို့ကသူတို့လာမှန်းတာလေ ကိုဇော်ဘုန်းကြီးကငါတို့ရဲ့တက်မတော်သားတွေနဲ့အတူတူပူးပေါင်းပြီးတော့မှတိုင်းပြည်ချစ်စိတ်နိုင်ငံချစ်စိတ်နဲ့ငါတို့အခြေခံစစ်တီမိသားစုတွေနဲ့ तू တက်နိုင်တဲ့ဘက်ကနေ तू လှုပ်ပေးနေတာအဲ့တော့ကိုဇော်ဘုန်းကြီးဒီအသားမအရသားဖြစ်တဲ့အတွက်ငါတို့စစ်သားတွေကို तू အဲ့လိုလှုပ်ပိုင်ခွင့်မရှိဘူး तू ကိုယ်တိုင်လည်းသိတယ်ဆိုတော့အဖြေပဲ तू ကပေးရမှာအဲ့တော့ဇော်သူ့မှန်မှာသွားကြည့်နော်ဒီမှာ तू ကဟိုလိုက်6သိန်းရှိတယ် ဖော်လိုလောက်သူက၄သိန်း၂000ရှိတယ်ဖော်လိုထားတာက26ကိုဒိန်း MB တဲ့နော်သူကအဲ့တော့တော့သူကတောင်းချောက်ပြန်တာပြန်တဲ့တဲမှာလဲကျွန်တော်နံပါတ်၄နေကြီးပဲသွားမှတ်တဲ့လူကိုသူကပြန်တယ်ကဲအခုဒီစေယုံထဲမှာဆိုတဲ့တက်ထင်းပေါ့နော်သူအစင်လဲကျွန်တော်မသိကျွန်တော်တောင်းမလို့မနေ့ကညီလေးလို့မင်းရဲ့ကိုပါနိုင်မဲ့ရဲ့အစင်အမြည်ရဲ့လေတစ်ချက်လောက်ပြောပါလို့ပြောပါဆိုတာကျွန်တော်ကသိရင်ဒီမှာကျွန်တော်ပြင်ဦးလို့မှာလဲတက်ထင်းရှိတယ် အကိုကြီး तू ကဘာတူလဲဒီလိုမျိုးဒီလိုမျိုးတော့လွဲမားနေလို့ကျွန်တော်ပြောမလို့အကျွန်တော်အကောင်ကတော့မနေ့ကကြာသွားတယ်ကြာသွားတယ်ကျွန်တော်အကောင်ကြာသွားလို့အဲ့တော့ကြတော့ तू ပြောတာကိုကျွန်တော်စိတ်မကောင်းဖြစ်တာ तू ကကျွန်တော်ကိုတောက်ချောက်ဆော်ကားပလိုက်တယ်ဒါတည့်ပြောတာကျွန်တော်ကတဲ့စစ်တပ်ကိုလှူမနာမည်ကြီးလာတဲ့ခေါင်းတဲ့နံပါတ်၄ချက်နော်ဘာဆောက်ရခြင်းမှရှိတဲ့ကောင်မဟုတ်ဘူးတဲ့ဘောင်းလေးကြော်လာတာတဲ့ဟာ သူပြောလိုက်တဲ့စကားပေါ့သူကတက်မတော်တက်ထင်းပေါ့နော်နေပြီးတော့သူစီယုံနဲ့တက်ထင်းလို့တော့ပြောတယ်။ဘောင်းလေးမဟုတ်ဒါသူ့အဖြစ်ပြောနေတာမဟုတ်ဘူး။သူကတဲ့ဘာသောကူဆိုင်မှာလဲတဲ့အဲ့လိုကောင်မျိုးဟုတ်တဲ့။ငါတို့ကနိုင်ငံတော်တရားဝင်တာဝန်ထမ်းဆောင်နေတဲ့ကောင်တွေတဲ့။ကျွန်တော်ကကျွန်တော်မိမလာတာပေးထားပါလေလေသူ့လည်းမပြောဘူး။ကျွန်တော်မိမဆိုလဲနိုင်ငံရေးလည်းမသိဘူး။ကျွန်တော်နဲ့တော့ဒီနိုင်ငံရေးလို့ကိုယ်မလို့ကျွန်တော်နဲ့ကလေးနှစ်ယောက်နဲ့ကိုယ်မလို့ တော်တော်ကိုညှိနှိုင်းထားရတာเนาะ तू ကတရုတ်ပြည်ရွှေလီထဲမှာကြောက်ရောင်းလာเนาะကွဲမလို့ဖြစ်ထားတဲ့မိသားစုနောက်တစ်ခုကဒီခု2021ဖေဖော်ဝါရီလတရက်နေ့အခင်းကြီးထဲမှာစစ်တပ်ကိုပေါ်ပေါ်တင်တင်ထောက်ခံပြီးတော့မှဒီလိုရုံလုံးထွက်ပြပြီးတော့မှနေတာကကျွန်တော်နာမည်ကြီးကျင်လို့လားเนาะတိုက်တထင်းပြောလိုက်တဲ့ပုံကကျွန်တော်စပြောပြမယ် ဒီစစ်ပွဲတွေဖြစ်တဲ့အချိန်မှာနောင်ချိုကအဲ့တုန်းကစစ်ပွဲမဖြစ်သေးဘူးကျွန်တော်တငယ်ချင်းတယောက်ကနောင်ချိုမပြန်ရဲဘူးတဲ့စစ်တပ်ကတွေလုံခြုံရေးတွေရှိတယ်ဆိုတော့ဟုတ်ပြီမင်းမပုံနေပေးမင်းနေရဲလိမ့်စာပေးငါအာမခံပြီးလိုက်ဖို့ပေးမယ်လို့ပြောတာအပြန်ကြတော့ဗန်မွေးတိုးခိတ်မှာကျွန်တော်စစ်သားတွေကိုစားတွေးတာကျွန်တော်တို့စစ်သားတွေပတ်ကင်းလှဲ့နေတာလှဲ့နေတော့ကျွန်တော်ကငါတို့စစ်သားတွေမောပန်းနေတာမြင်တော့ကျွန်တော်ကနောက်နေမနဲ့မှာ စိတ်သားချက်စိတ်သားချက်တဘူးကိုတဘူးကိုနော်ကျွန်တော်အလူခံတာမဟုတ်ဘူးနော်ကျွန်တော်ဘာမှမသိသေးဘူးစိတ်သားနဲ့တဘူးကို9000ပေးရတယ်နော်9000ပေးရတယ်ကျွန်တော်ပတ်စံ49ဒိန်ဘူးကျွန်တော်ပတ်စံနဲ့ကျွန်တော်တို့စစ်သားတွေနော်ဒီနောင်ချိုဘန်ဝေးအုံးမဒီအုံးမကားဟိုဘက်ဒီဆမ်ဆယ်ဒီ30ဒီအဲ့လောက်မဖြစ်သေးဘူး ကျွန်တော်တို့စစ်သားတွေဘလောက်ရှိလဲဆိုအင်အား900လောက်ရှိတယ်ပေါ့အိုင်နာပတ်ဝန်းကျင်ကစားဖြစ်တုန်းကလုံခြုံရေးတုန်းကကျွန်တော်ကစိတ်သားနဲ့ငါစစ်သားတွေစက်သားလည်းမစားဟိုဥပမာတကူအမဲသားနဲ့ဝတ်သားဆိုရင်မညီဘူးစက်သားဆိုလည်း CB တွေဖြစ်နေလို့ကျွန်တော်ကစက်ဘာမှမကွယ်ပဲနဲ့စိတ်သားနဲ့အတို့ရဲ့အမြုပ်ရဲ့စလိတ်ရဲ့ကွန်းရရဲ့ဆေးဘူးရဲ့အချိုးရဲ့ဘူးရဲ့ကျွန်တော်ဗန်မွေးမှာ တွေ့တဲ့စစ်သားကိုကျွန်တော်သွားပေးတာပြီးတော့စစ်သားတွေကမစားရဲဘူးကျွန်တော်ဒါမျိုးနာမည်ကြီးအောင်လဲလုပ်ခဲ့တာမဟုတ်ဘူးဒီတထင်းကအဲ့လိုပြောလို့ပါကျွန်တော်ပြောပြတာခင်ဗျားတို့ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့နေရာမှာခံစားကြည့်ကြည့်ကျွန်တော်ကိုနာမည်ကြီးကျင်လို့တဲ့ဘာဆောင်ရေးမှမပါတဲ့ကောင်ပါညာနဲ့ပြောတော့သူ့ကိုကျွန်တော်စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးဒီတထင်းလေးလေသူတိသွားအောင်လို့ကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော်က ဗန်မွေးမှာကျွန်တော်ကသွားလူရောလူရောအဲ့ဗန်မွေးရစစ်သားတွေအဲ့စစ်သားတွေအဲ့မှာတောက်ချောက်တန်းစီနေတာဗန်မွေးအုံမဒီအုံမခအဲ့မှာရေဝင်အာကူအကုံပေါ့ဗျာရွှေညောင်မင်းလေချင်းခွေအဲ့တုန်းကစစ်မဖြစ်သေးဘူးနော်အဲ့တော့ကျွန်တော်ကျွန်တော်ကဝယ်ပြီးသွားလူရောစစ်သားတွေကမစားရဲဘူးဗျာမစားရဲတော့အကိုကဘယ်ရလဲတဲ့ငါလို့မင်းတို့ဟိုးလို့ချစ်လို့လာလူတာပါလို့စားစီခြင်းလို့လို့ ဟိုဒီတိုင်းပြည်အတွက်အလုံးလုံးနေတဲ့ငါတို့စစ်သားတွေဆိုတော့တို့ကမစားဘူးဗျမစားတော့တို့ကတက်နေကိုဖုံးဆက်တယ်တက်နေကိုဖုံးဆက်တယ်တို့ကနော်ဒီတက်ထင်းလေးနဲ့ကျွန်တော်နဲ့ဘာမှမဖြစ်ဘူးဘူးနော်မဖြစ်ဘူးပဲနဲ့ဒီကလေးကသူများရဲ့မန့်နေနဲ့ကျွန်တော်ကိုလှုပ်တာကျွန်တော်ရဲ့မိမကိုပါဖားတယ်ဖားခံပြီးကြွေးတာလို့ပြောတာသူကနော်အဲ့ဒါနဲ့ကျွန်တော်ကတက်နေကိုဖုံးဆက်ဆိုတော့ဆက်ကောဆက်တော့じゃတော့ ခမရဘဘူးလဲတဲ့ကျွန်တော်မေးတော့ကျွန်တော်ဇော်ဘုံအိမ်မှာလို့ဒီစစ်သားလေးတွေကိုလာကျွေးတာပါလို့ကျွန်တော်ကျွေးကျင်တဲ့စိတ်ရှိလို့လို့ဒါပပလိမှာအမှန်တရားပြောတာနော်အဲ့နဲ့တက်နေရုံကခမရဘဘူးလဲပါလာဆိုတော့ကျွန်တော်ညီရအိုက်တုံးကညီဝင်းခွဲပေါ့ညီတော်ခဲ့တာပေါ့ဒီကျွန်တော်တို့ချမ်းမြောက်မှာကကနေရဂျီဝမ်းမှာလို့အဲ့နဲ့ကကနေရဂျီဝမ်းနဲ့ဒီဟာတက်နေရဂျီဟိုဟာနဲ့ကတပတ်စင်နေဖြစ်နေတယ် ဖြစ်နေတော့ဘုန်းကြီးတော့အကိုကြီးခမားတဲ့ကလေးတွေကိုကျွေးခဲ့ပါတဲ့အကိုကြီးပြီးရင်တက်နေရုံကိုလာပါအောင်တဲ့ကျွန်တော်ကိုခေါ်တာကျွန်တော်နာမည်ကြီးချင်လို့လူတာမဟုတ်ဘူးကျွန်တော်စစ်သားကိုချစ်တဲ့စိတ်ကနိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်ကအထင်းသားမြင်နေရတာဒီတထိန်လေးကျွန်တော်ကိုပြောလိုက်တဲ့စကားကိုကျွန်တော်ပြန်ဖြေရှင်းတာနော်အဲ့တော့တက်နေရုံကိုသွားတယ်သွားသွားပြီးချင်းမဲအဲ့မှာကျွန်တော်က ကျွန်တော်မှာဂုံလူဆောင်ဟာတွေရှိပါတယ်။ဟောကျွန်တော်ဒါလေးလူခဲ့ပြရသေးဆိုကျွန်တော်လူခဲ့တယ်စစ်သားလေးတွေလူအပ်တဲ့နေရာမှာကျွန်တော်လည်းဘယ်နေရာကိုလူလို့လူရမလဲမသိဘူးနားလည်းမလဲဘူးเนาะအဲ့ဒါပထမအစာဆုံးလူတာเนาะစိတ်သားနဲ့လူတာကြက်သားတွေဝက်သားတွေအမဲသားတွေဆိုမစားတဲ့လူဖြစ်မှာကြောက်လို့စိတ်သားဆိုရင်လူတိုင်းစားလို့စားလူတာအဲ့တုံးကကိုယ်ပတ်စံနဲ့ကိုလူတာเนาะ တိန်90ဘိုးလောက်ရှိတယ်။နော်ဘသူချင်းရလူလဲမခံဘူးမဟုတ်ပါဘူးဒါအပြင်မှာတည့်ရလူတဲ့အဲ့ဒါကြီးမပြောချင်ဘူး။အဲ့တော့ကျွန်တော်ကတက်နေနဲ့ဒီပြင်းဦးလေးတက်နေနဲ့ကျွန်တော်ရင်းနှီးသွားရောရင်းနှီးသွားတော့ဒီပြင်းဦးလေးတက်နေမှာလိုအပ်တဲ့ပေါ်တော့ဒီတက်မတော်သားလေးတွေကျွန်တော်လူသူတို့လိုအပ်တာလေးတွေလူချင်းပါတယ်တန်းချင်းပါတယ်ဆိုပြီးတော့ဘသူမှလည်းဘာမှမပြောဘဲနဲ့သွားသွားလူတာကျွန်တော်ကလူရင်းနဲ့အဲ့မှာ အဘာတယောက်နဲ့တွေ့တယ်အဘာတယောက်ဆိုတာတော်တော်စီနီယာကြားတယ် तू ကဓာတ် तू ကဓာတ်ပေါက်လူကျင်တာတဲ့သူ့မှာပတ်စံ16သိန်းလောက်ပဲရှိတယ်တဲ့ဓာတ်ပေါက်ကသိန်း40ကျော်လောက်ကြမယ်တဲ့ဟုတ်ပြီအဘာခမရအဘာ16သိန်းပဲစိုက်ပါကျွန်တော်သိန်း40ကျော်တာကိုကျွန်တော်စိုက်ပါမယ်ဆိုပြီးတော့ဘတူးမှမပြောဘဲနဲ့လှူခဲ့တာနော်လူခဲ့တာ ဒါပြင်ဦးလွင်တက်နေမှာထိုက်တဲ့လူကို မေးကြည့်ဒီတထိန်ကြီးလေးကျွန်တော်ကိုပြောလိုက်တဲ့စကားတွေကကျွန်တော်တော်တော်လေးကိုစိတ်မကောင်းဖြစ်မိတယ်ဒါပေမဲ့သူ့ကိုကျွန်တော်အပြစ်မမြင်ဘူးသူဒီစစ်သားမို့လို့ကျွန်တော်သူ့ကိုချစ်တယ်เนาะအဲ့တော့အဲ့ဒီလူကြီးလူကြီးနဲ့ကျွန်တော်တို့ကဒီတံပေါ်တို့ကြောင်မဲလေးတို့ဘာတို့အောက်ခြေဘာညာကျွန်တော်တို့ကကျွန်တော်လူကျွန်တော်တို့ကပြောချင်တာကသူပြောလိုက်တာက ကျွန်တော်ကဒီလိုလူမှနိုင်မရပြီးတော့မှ ဒီလိုမျိုးပုံစံမျိုးဆိုတော့ကျွန်တော်အခုလူတဲ့ထဲမှာကျွန်တော်ပြောပြမယ်လာပါခတိုင်းမူကြီးရှိမှာ ကျွန်တော်စံတစည်းတောင်းဘူးလားဗျပြည်ဦးလယ်မှာရှိတဲ့ဘ ෝජ ုတ်ဆိုးမြတ်တို့ကိုမေးကြည့်ပါကျွန်တော်ဘာအကူအညီတောင်းဘူးလဲကျွန်တော်ကိုရေးကိုတာပါစင်နေနဲ့ကျွန်တော်လူခဲ့တဲ့ရှေ့တန်းကစစ်တီစစ်သားတွေမှာကျွန်တော်ဘာအကူအညီတောင်းဘူးလဲခမမေးကြည့်ပါစော်ဘုံအင်းမင်းငါတို့ကိုဒီအကူအညီတောင်းဘူးတဲ့ဆိုရင်ပါရလာရိုက်လိုက်ပါ ပါလာလာရဲလိုက်ပါဒါပေမဲ့အဲ့ဒီတထိန်လေးပြောလိုက်တဲ့ဇကားကကျွန်တော်ကားတဲ့လိုင်းဘုံကနေကလေးကွားပေါ့တောင်အောင်မြောက်အော်တဲ့ကောင်နဲ့ဟာကျွန်တော်ချစ်တဲ့စစ်သားကကျွန်တော်အဲ့လိုပြောတယ်ကျွန်တော်မိမဖာခံတယ်ဆိုတဲ့ဇကားသူပြောတယ်ဟမ်ကျွန်တော်ကတက်မတော်တထိန်ဆိုတာလေးစားပြီးသားဗျနောက်ဆုံးနေပြီးတော့စီယုံကတက်မတော်တထိန်ဗျဘလောက်လေးစားစရာကောင်းလဲဟမ် ဒါပေမဲ့တစ်တော့ပေါ်မှာကျွန်တော်တို့မန်းနဲ့မန်းနေမဟုတ်ဘဲနဲ့သူများမန်းနဲ့မန်းနေကိုဇော်ဘုံရင်ကဘာကောင်းမို့လို့လဲတို့ဖြုတ်လို့ရတယ်တို့ဇော်ဘုံရင်ကမွေးတွေကဥဝဲဆိုတွေကမင်္ဂလာတော်စစ်စဲယုံမှာမွေးလာတဲ့ကောင်ရှမ်းတစ်မှာပေါက်လာတာအဖေက1988ခုနှစ်မှာရှမ်းတစ်မိခင်တိုင်ရင်မှာတာဝန်ထမ်းဆောင်လာတာစစ်သားကိုချစ်တာတော်မှဒီလိုမျိုးပြောတယ်ဆိုတော့ ကျွန်တော်ဒီတက်ထင်းကိုအပြစ်ပြောတာမဟုတ်ဘူးအဲ့တော့တက်ထင်းတယောက်ဖြစ်ပြီးတော့မှနော်ကိုရဲ့ညီကိုချင်းချင်းဒီလိုမန့်တွေကိုလိုက်ပြန်ပြီးတော့မှကျွန်တော်ကိုပြောတော့ကျွန်တော်မှလည်းမင်းသားကြီးဆိုတဲ့ကောင်ကလည်းကျွန်တော်နေတက်မဲ့ညာတက်မဲ့အမျိုးမျိုးချင်းကြောင့်နေတိုက်ခိုက်နေတယ်ဟာနောက်ဆုံးကိုချင်းရတဲ့စစ်သားကကိုကိုဒီလိုလာပြောတယ်ဆိုတော့ဟာသောဘိုးအိမ်မှာဖန်ခံပြီးပေးတာမဟုတ်ဘူးလေအဲ့နေရာမှာ ကိုဇော်ဘုန်းကြီးကကျွန်တော်တို့စစ်တပ်ကိုချစ်တဲ့လူခမည်းမန့်နေကိုပြောเสียရမလို့ဘူးကျွန်တော်တို့ကိုဇော်ဘုန်းကြီးမိမတွေ့တာမဟုတ်တော့အခု तू ကကျွန်တော်ဟိုပါဇော်ဘုန်းကြီးဆိုတဲ့ကောင်ကဘာကောင်မလို့လဲလို့ဘောင်းနေမကြော်နဲ့လို့စီးနေမကြော်နဲ့လို့ကျွန်တော်ကဘာတက်မတော်နဲ့ပတ်သက်ပြီးဘာပေါင်းနေစီးနေကြော်နေလို့လဲဟမ်ကျွန်တော်တက်မတော်သားကိုချစ်ရတဲ့ချစ်ချင်းမြတ်တာတွေကကျွန်တော်နေရာမှာနေကြည့်လေ တိနေပြီးတော့စေယုံကတက်ထိန်လို့ပြောတယ်ဒီမှာ तू ကိုထိန်နဲ့ MP ဆိုပြီးတော့မှနော်တကယ်တမ်းပြောရင် तू ကကျွန်တော်ကိုပြောရမှာအကိုကြီးအကိုကြီးတက်မတော်ချစ်တယ် तू ကနှုတ်ကြောင်သေမယ်လို့ဘာလို့ညာလို့အဲ့အရာတွေကျွန်တော်မကြောက်လို့လုပ်တာအဲ့ဒါကိုကျွန်တော်ကစစ်တပ်ကိုလူပြီးတော့မှ तू ရဲကောင်းလုပ်နေတဲ့ပုံစံမျိုးဟာကျွန်တော်ဘုရားသွားပြီဗောဗျာကျွန်တော်တက်မတော်နဲ့တက်မတော်သားမိသားစုကိုချစ်တာ ဟမ်ဘလို့မျိုးပြောလိုက်တာတော့လို့အခုညီလေးอ่ะဟမ်ပြီးမိမန်နေပြန်နေပြန်နေပြန်နေမန်တိုင်းမှာငါနာမည်တွေနဲ့မန်နေမန်နေပဲမင်းရွေးပြန်ပလိုက်တာတမတော်တထင်းဆိုတာကျွန်တော်တွေ့ဘူးတဲ့တမတော်တထင်းဟာတကယ်စီကံကောင်းမွန်တဲ့တမတော်တထင်းနေသူ့ကိုလည်းစီကံမကောင်းတာလို့ပြောတာမဟုတ်ဘူး ဒီလိုမျိုးစကားမျိုးဆိုတာပြောတဲ့နဲ့မပြောတဲ့ကိုစဉ်းစားရမှာနော် तू ကဘေးကလူကမန့်လိုက်တာနဲ့ तू ကိုယ်တိုင်တစ်တော့ဆော့ပြီးတော့မှဘေးကလူမန့်နေမန့်နေကိုတက်မတော်ချစ်တဲ့လူနဲ့တက်မတော်သားနဲ့သွေးခွဲတာကိုကျွန်တော်ကရက်သားတွေဘယ်လိုလုပ်တက်မတော်သားတယောက်ကိုကျွန်တော်ကဆုံးဖြတ်ပိုင်ခွင့်ရှိမှာလေပိုင်နာတို့ဆိုင်နာတို့ဆိုတာကျွန်တော်အမြဲတမ်းပြောနေတယ်မရှိဘူးလို့ကျွန်တော်မှရင်လည်းကျွန်တော်အဖမ်းခံရမှာလို့ နော်အဲ့ဒါကျွန်တော်အခုကဲမင်းပြောတယ်လို့ငါညီ ကိုပြောပြမယ်ဒီကိဒီကထဲမှာမင်းတို့2021ဖေဖော်ဝါရီလတရနေ့အခင်းချင်းစဖြစ်သေးကလက်ချိုးရည်လို့ရတယ်တမတော်ကိုအားပေးဝင်းရံထောက်ခံတဲ့လူအထူးတွေရှိခဲ့လို့တော့ဟမ်ရှင်တန်းရောက်နေတဲ့တမတော်သားတွေကို ကိုယ်တိုင်ကိုကြသွားပြီးတော့မှနော် ကျွေးစရာကြီးကျွေးမွေးစရာကြီးမွေးလူစရာကြီးလူပေးစရာကြီးပေးခဲ့တဲ့လူဘသူရှိလို့လဲအေးမင်းငါကစီးပွားရေးသမားပေါ့ငါပြောမယ်နော်ငါကငါမင်းကိုပြောပြီးပြီအခုငါအလုံးလုံးနေတဲ့အပေါ်မှာငါနိုင်ငံတော်နဲ့တက်မတော်ပေါ်ကတကူမှအခွင့်အရေးမယူဘူးငါအခွင့်အရေးယူဘူးတယ်လို့မင်းကိုပြောတဲ့လူရှိရင်မင်းလီးနဲ့ငါ့ကိုလာထိုးလိုက်ငါညီလေးငါမင်းကိုချစ်လို့ပြောတာမင်းမားနေပြီ မင်းမားနေပြီမင်းငောက်ဇော်ဖုံးအိမ်ဘာညာပြောလဲငါဘာမှမဖြစ်ဘူးနော်မင်းအရင်မားသွားပြီဟဲ့အောင်မင်းကတက်မတော်တက်တိန်ဟုတ်တယ်စီယုံတွေကမင်းကိုယ်တိုင်ဝန်ခံခဲ့တာခြေထဲမှာရောက်နေတဲ့စစ်တီစစ်သားတွေကမင်းအဲ့လိုပြောတော့သူတို့ဘာခံစားရမလဲဟာကိုဇော်ဖုံးကအဲ့လိုလူမဟုတ်ပါဘူးအခုမင်းစတားလင်းတစ်ခုကိုသိန်း90လောက်ရှိတယ်ဥပမာတစ်ခုမင်းလူမလားငါညီလေး ငါမင်းတို့မင်းစစ်သားစိတ်သက်ရှိတယ်ဆိုရင်ကိုဇော်ဘုန်းကြီးကငါတို့စစ်တီစစ်သားတွေအတွက် တကယ်သူတက်နိုင်တာသူ့မှာမရှိရှိတာငါတို့မသိဘူးလှုပ်ပေးနေရှာတယ်သူပါခွန်ရဲယူလဲမင်းလိုက်လေ့လာရမှာနော်စစ်တပ်ကိုလှူပြီးတော့မှကျွန်တော်ကဒီဟာကြီးကိုကျွန်တော်လှုပ်ပါလို့ဟေးအောင်ရှမ်းမြောက်မှာညီလေးဒီမှာလာကြည့်ကြည့်လိုက်နော်လူတွေအကုန်လုံးသိတယ်နော်ဇော်ဘုံရေးဆိုတာဘလို့ကောင်းလဲဆိုတာငါအရင်ရှေ့မှာអော်ခဲ့ပါပြီ ငါအဲ့လိုလူထဲမှာမပါဘူးကွာငါကအဖေအမေမွေးတဲ့ကငါအဖေ1988ကဆစ်သားအားရဆိုင်နဲ့တပ်ပြည့်ပြင်စင်နဲ့အငိမ့်သားယူတာညီလေးရ